်ဆက်ပေးမဲ့တင်ကတော့တိုင်ဖုန်းမုန်တိုင်းဘူးအလွိုင်းအားကောင်းမှုကြောင့်မြန်မာနိုင်ငံအနှံ့များမှာမိုးကြီးငင်တဲ့တင်ပဲဖြစ်ပါတယ်စတေမာ29ရက်မှာစပြီးတိုင်ဖုန်းမုန်တိုင်းဘူးအလွိုင်းအားကောင်းမှုကြောင့်မြန်မာနိုင်ငံအနှံ့ပြားမှာဒေသအလိုက်မူကြီးမှုများဖြစ်ပေါ်နိုင်ကြောင်းမိုးလီဝသနေစလာပေတာညွှန်ကြားမှုဦးစီးဌာနမှတတိပေးချက်ထုတ်ပြန်ထားကြောင်းသိရပါဗယ်။တိုင်းတော်စင်များရာတောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းဘူးအလွိုင်းဟာအနောက်နောက်အနောက်မြောက်ဘက်သို့ရွှေ့လာလျက်ရှိပြီးဆက်လက်တည်ရှိနေပါဗယ်။ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့တွေမုတ်တုံနေအားကောင်းနေပြီးတောင်ကျုပ်ပင်လယ်တွေဖြစ်ပေါ်နေသောတိုင်ဖုန်းမွန်တိုင်းဘူးအလွိုင်းမှာပြတ်ထွက်လာတဲ့တိမ်တိုင်များမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့တွေလေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ကြောင်းထုတ်ပြန်ချက်တွေဖော်ပြထားကြောင်းသိရပါဗျာ။ မြန်မာနိုင်ငံအနယ်များနဲ့တိုင်းဒေသကြီးအလိုက်မှာတော့မိုးတိနှံစွာရသုံးခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ဆုံးခြင်းမိုးကြိုးပြစ်ခြင်းတရက်စည်းလက်ခြင်းမိုးတိကျွေခြင်းပြည်တစ်ပြည့်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးရန်ဒဏ်များဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေသများမှာရှိတဲ့ကုန်းမြေဒေသအနီးတွေနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြင်းငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေလျှံမှုများကိုကြိုတည်တတိပြုရှောင်ရှားနိုင်ရန်နဲ့ပြည်ရင်းရေချောင်းသွားလာရင်လေချောင်းပြန်တမ်းရင်းနဲ့ဆယ်များကတိုင်မဲ့များ အနေဖြင့်လိုအပ်ချက်များကိုချိုးတင်ပြဆက်ဆောင်ရွက်ထားကြရန်မိုးဆလာကတတိပေးထားကြောင်းသိရပါရရှင်ဒီသတင်းကိုတော့မျက်တည်တီကိုကပေးပို့လာတာပါ